အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျော်စိုးပါပြည်ပမီဒီယာဖြစ်ပါတယ်ခင်ဗျာဒီကနေ့မေလာ28ရက်နေ့ထူးခြားတဲ့သတင်းချို့ကောင်းထုတ်ပြီးတင်ပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဒီထိုင်းရဲ့ဒီဝန်ကြီးအောင်ဖြစ်တဲ့ဒီသက်ဆင်က ယူရူအစီအပွဲကိုဒါမူရီစီဝါတိုက်ဖြက်ရေးစစ်ပွဲဆင်နွှဲမယ်ဆိုပြီးတော့ဒါတက်စင်ကမနေ့ကပြောဆိုလိုက်ပါတယ်ဒီတက်စင်ရဲ့ထိုင်းဝူဂျီထိုင်းဝူဂျီဂျိုဟောင်းတက်စင်ရဲ့ပြောဆိုမှုနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ဒီထိုင်းမီဒီယာတွေကလည်းဒီချီနီမော်မှာအကြေတပွင့်ဒါဖော်ပြနေတွေ့ရပါတယ်လက်ရှိဒီယူရူအစီဝါဝါအဖွဲပေါ့ဗျာဝါအဖွဲကသူကဝါမြောက်ပိုင်းနဲ့ဝါတောင်ပိုင်းဆိုနှစ်ပိုင်းရှိပါတယ်ဝါမြောက်ပိုင်းကတရုတ်မြန်မာနယ်စပ်ရဲ့တကြောကိုသူကဝါမြောက်ပိုင်းဖြစ်သတ်မှတ်ထားပြီးတော့ဝါတောင်ပိုင်းကို ိုင်းမြန်မာနေဆက်ဆိုနေဆက်မှာတို့တိရှိပါတယ်အဲ့တော့ဝါရဲ့ဝါမြောက်ပိုင်းကတော့ကျွန်တော်တို့ဒီတရုတ်မြန်မာနေဆက်မှာတို့ရှိတယ်ရှိရဒေတာဝါတောင်ပိုင်းကတော့ထိုင်းမြန်မာနေဆက်မှာရှိရဒေတာနှစ်ပိုင်းရှိပါတယ်မွေးရဆေးဝါးတွေကိုတို့ကဝါတောင်ပိုင်းမှာချက်လုပ်ပါတယ်ဝါတောင်ပိုင်းမှာချက်လုပ်ပြီးတော့ဒါကျွန်တော်တို့ဒီထိုင်းနိုင်ငံဘတ်ချန်းကိုဒါကျွန်တော်ပြန်ပြီးတင်သွင်းပါတယ်တင်သွင်းပြီးတော့အခြားနိုင်ငံတွေကိုဖြန့်ပါတယ်အဲ့တော့ USA ရဲ့မွေးဆွေးဝါးကြောင့်ထိုင်းနိုင်ငံအစိုးရကနှိမ့်စေကျွန်တော်တို့ဒါ ထိုင်းဘီထိုင်းဘက်ငွေပေါင်းများစွာဘီလီယံနဲ့ချီပြီးတော့ဒါဖန်စီရမိတာတွေရှိပါတယ်နှစ်စင်ကိုရှိပါတယ်ဒီတက်စင်ကလည်းဒီမွေးစည်းဝါးတွေက USA ကထုတ်လုပ်တာပါဆိုပြီးအခိုင်အမာပြောဆိုတယ်လက်ရှိကျွန်တော် USA နဲ့ဒီထိုင်းအစိုးရဖွဲ့တွေကလက်ရှိကာလမှာကျွန်တော်တို့တော်တော်လေးတို့ပုတ်တိုက်မှုတွေဖြစ်လာတယ်ပုတ်တိုက်မှုတစ်ချက်ကပုတ်တိုက်မှုတစ်ချက်ကကျွန်တော်ဒီထိုင်းမြန်မာနယ်စပ်တနည်းအားဖြင့်ဝါတောင်ပိုင်းဝါတောင်ပိုင်းတကြောမှာရှိတဲ့ရှိတဲ့ဒေသမှာ ဒေတာမှာဒီ UBS တွေကတရုတ်နိုင်ငံနဲ့ပေါင်းပြီးတော့အဲ့မှာကျွန်တော်တို့တက်တက်ထူးတွေတူဖို့တယ်ဗျာမြေရှားတွေတူဖို့တယ်နောက်ကဒီရွှေတွေတူဖို့တယ်တူဖို့တဲ့ခါကျတော့အဲ့ဒီကနေကျွန်တော်တို့ဒီရိုကျလာတဲ့ရေတွေကဒီထိုင်းမြန်မာနယ်စပ်မြစ်တကြောမြစ်တကြောတို့စီးစင်းတယ်ဗောအဲ့ဒီစီးစင်းအဲ့ဒီရေတွေရဲ့တက်ရောက်မှုကဒီထိုင်းနိုင်ငံနိုင်ငံသားတွေမှာများစွာတက်ရောက်မှုရှိတယ်မြန်မာမှာလည်းတက်ရောက်မှုရှိပါတယ်အဲ့တော့ဒီအခြေအနေကိုကျွန်တော်တို့ထိုင်းမှာရှိတဲ့လူမှုအဖွဲ့တွေကဒါကိုလက်မခံဘူးဒါကိုလက်မခံဘူးအဲ့ဒီရေတွေကိုတက်ခွက်ခန်းတင်တယ်တက်ခွက်ခန်းတင်တော့ဒီမှာရှိရကျွန်တော်တို့အစိတ် အစိပ်ပါဝင်မှုတွေကအရင်များလာတယ်များပြီးတော့ကျွန်တော်တို့ဒီရေတရာဇာတာတွေများစွာထိတယ်ပြီးတော့ကျွန်တော်တို့ဒီငားတွေတော်တော်လေးထိတယ်ထိတဲ့ကကျွန်တော်ဒီအတိုင်းမှာရှိတဲ့ရပ်ဘက်အဖွဲ့တွေကလည်းဒီထိုင်းဆိုးရွားအဖွဲ့ကိုဒါကျွန်တော်တို့ဒီအချက်လက်အလက်နဲ့တင်ပြတယ်ဒီ US ကိုဖိအားပေးဖို့အဲ့ဒီကိစ္စမှာကျွန်တော်တို့ဒီထိုင်းနဲ့ US တွေတော်တော်ကြီးကိုပို့တိုင်းမှုကြီးတယ်ပို့တိုင်းမှုကြီးတယ်နောက်တဲ့အချက်တစ်ခုကဒီထိုင်းနိုင်ငံတောင်ပိုင်းမှာ US ကကျွန်တော်မူရီစေဝါချက်လုပ်တဲ့အခြေအနေပါအဲ့တော့အဲ့ဒီမူရီစေဝါကုမ္ပဏီတွေကဘယ်ရရလဲဆိုရင်ကျွန်တော်တစ်ဖက်မှာ ထိုင်းနိုင်ငံကနေပြီးတော့ကျွန်တော်တို့တင်သွင်းတယ်အဲထိုင်းနိုင်ငံကလည်းကျွန်တော်တို့ဒီနီလာမျိုးမျိုးနဲ့ထိုင်းရဲ့အကောက်ခွန်တွေထိုင်းအာဏာပိုင်အဖွဲ့တွေကိုကြော်ဖြတ်ပြီးတော့ဒီထိုင်းအဲဒီဝါရဲ့တောင်ပိုင်းကိုရောက်တယ်တောင်ပိုင်းဧရိယာတွေကိုရောက်တယ်အဲဒီကနေပေါ့သူတို့ကဒီ US ကအချောပြန်ထုတ်တယ်အချောပြန်ထုတ်ပြီးတော့ကျွန်တော်တို့ဒီဘက်ထိုင်းနိုင်ငံဘက်အချမ်းနဲ့ဒီဘက်ကနေဆက်တကြောကိုဖြန့်ပြူးတယ်ပြန်ယူတယ်အဲ့တော့လက်ရှိတော့ကျွန်တော်တို့ဒီဒီတက်ဆင်ကဝန်ကြီးဟောတက်ဆင်ကဒါကျွန်တော်တို့ မွေးစီဝါတိုက်ဖြတ်ရေးစပွဲဆောင်းမယ်ဆိုတော့ကြညာလိုက်ပါတယ်။အဲ့လိုအခြေအနေရှိတယ်။ဒီအခြေအနေကိုတော့ကျွန်တော်တို့ UDS ကတော့တော်တော်လေးညင်းနေတယ်ဗျာ။သူတို့မလုပ်ပါအောင်ပေါ့။အဲ့သူတို့မလုပ်ပါအောင်ဆိုရင်အဲ့ဒီအဖွဲ့တွေကမြန်မာဘာနဲ့ရက်တည်ကရှင်းရှင်းလေးပါ။အဲ့သူတို့မလုပ်ပါအောင်ဆိုရင်ကမြန်မာအဲ့ဒီလက်ရှိ UDS ထင်းကျုံတဲ့ area တွေတနည်းအားဖြင့်ကျွန်တော်ဝါတောင်ပိုင်းတွေကိုနိုင်ငံတကာအဖွဲ့တွေဝင်ရောက်ပြီးစစ်ဆေးခွင့်ပေးမလားမကြည့်ဘယ်သူမှစစ်ဆေးခွင့်မပေးဘူး။ ဘသူမှမပေးဘူးအဲ့တော့ဗျာလမ်းရှိချောညီရန်တို့ကတော့ညီရန်တို့ကတော့ညင်းနေတယ်အာကျွန်တော်တို့အာကျွန်တော်တို့မှာဒီမွေးဆွေးပွားတွေမရှိပါဘူးလို့ဆိုညင်းတယ်မွေးဆွေးပွားတွေမရှိပါဘူးညင်းတယ်ဒီရောဒီသစင်ရဲ့ဆွေဆွေးကြက်ဆွေဆွေးကြက်တွေကဒါနိုင်ငံရေးကနိုင်ငံရေးကဒါခြေထိုးတာပေါ့ဗျာစသဖြင့်တို့ဘက်ကပြန်ပြောလာတွေ့ရတယ်အဲ့တော့မေးချင်တာကညီရန်အနေနဲ့ဝါတောင်ပိုင်းမှာဝါတောင်ပိုင်းမှာမွေးဆွေးပွားတွေမချက်လို့ဘူးဆိုရင် မချက်လို့ဘူးဆိုရင် နေနိုင်ငံတကာအဖွဲ့တွေဝင်ရောက်စစ်ဆေးခွင့်ပေးလိုက်တယ်ဒီထိုင်းစိုးအဖွဲ့ကိုဝင်ရောက်စစ်ဆေးခွင့်ပေးလိုက်လေအဲ့လိုလည်းသူတို့မပေးဘူးသူတို့မပေးဘူးအဲ့လိုအခြေအနေတော့ရှိရဲ့လက်ရှိတော့ကျွန်တော်တို့ USA နဲ့ကျွန်တော်ထိုင်းစိုးအဖွဲ့ကတော်တော်လေးညှိရဲ့ညှိရတဲ့အကြောင်းရပထမတစ်ချက်ကကျွန်တော်တို့ဒီဒီကျွန်တော်တို့ဒီဓာတ်တူတွေတူဖို့မှုရွှေတူဖို့မှုတွေကြောင့် USA ကဓာတ်တူတွေရွှေတူဖို့မှုတွေကြောင့်အဲ့ဒီရဲ့ဒီအစိတ်ကြီးတွေက အစိမ့်ဖြော်ဝင်မှုပါဝင်တဲ့ရေတွေကကျွန်တော်ထိုင်းပြည်သူတွေတော့တော်တော်ကြီးကိုတက်ရောက်မှုကြီးတယ်။နောက်တစ်ချက်ကတော့ကျွန်တော်မူရီဆိုးအားအဲ့ဒီကိစ္စနှစ်ခုကြောင်းကျွန်တော်တို့လက်ရှိ USA နဲ့ဒီထိုင်းအစိုးရဖွဲ့ရောတော်တော်လေးကျွန်တော်တို့ပုတ်တိုင်းမှုကြီးလာတယ်။အဲ့မှာကျွန်တော်တို့ဒီမှတ်မှတ်ရရပါဗျာမှတ်မှတ်ရဆိုတော့ဒီထိုင်းထိုင်းဝင်ကြီးချုပ်ဟောပြောတဲ့စကားလုံးကိုလည်းသူ့ရဲ့ဒီမွေးတဲ့အကိုကျွန်တော်တင်ပြပါမယ်။လက်ရှိအန်ဒီအခြေဆုံးကမူရီဆိုးအားပဲတဲ့။ ပစ္စုပ္ပန်အတွက်ကိုအနာဂတ်အတွက်ပါအနေရှိတယ်တဲ့အနာဂတ်ဆိုတာကျွန်တော်တို့ရဲ့မျိုးဆက်တွေအတွက်ဖြစ်တယ်တဲ့မွေးရီဆေးဝါးအဓိကထုတ်လုပ်တဲ့နေရာကရွှေတိရနေမြေနဲ့ကက်လေးရရှိတဲ့ရှမ်းပြည်နယ်ဝါဒီလာမှာဖြစ်တယ်တဲ့အဲ့တော့ဒါကပြောတာကခမားထိုင်းနိုင်ငံမှာရှိတဲ့ပေါ့လုပွဲစာပြောတာမဟုတ်ဘူးထိုင်းဝင်ကြီးချုပ်ဟောင်းကပြောတာပေါ့လုပွဲစာပြောတာမဟုတ်ဘူးနော်ထိုင်းဝင်ကြီးချုပ်ဟောင်းကပြောတာအခုအချိန်နေရတယ်ကျွန်တော်တို့ကအိန္ဒိယချင်းနိုင်ငံတွေနဲ့ဆက်ဆံရင်အလွန်ကောင်းမွန်နေတယ်တဲ့ဘူဂျုံမူကြီးမေအောင်နိုင်ငံကျွန်တော်ဝင်ကြီးချုပ်ဖြစ်တော့ကသူကဂျိုင်းတုံစစ်တိုင်းမှုလေတဲ့လာအိုဆိုရင်လေလက်ရှိဒီလာအိုဝင်ချုပ်ဟောင်းကကျွန်တော်ရဲ့မိတ်ဆွေတဲ့ ကျွန်တော်မိတ်ဆွေဖြစ်တယ်တဲ့ကျွန်တော်ရဲ့မိတ်ဆွေတဲ့လက်ရှိတော့သူ့ရဲ့သားပဲလေတဲ့ဒီလိုအင်ဂျင်နီယာနိုင်ငံတွေကောင်းမွန်တဲ့ဆက်ဆံရှိတယ်ကျွန်တော်နိုင်ငံတွေအကျိုးရှိအောင်ဆောင်ရမယ်တဲ့ပြီးရင်ဗျာသူတို့အမှကျွန်တော်တို့တခါထပ်ပြီးပြောတာကအဲ့ဒီမူရီစီဝါထုတ်လို့တဲ့နေရာကတိုင်းသားလက်နက်ကိုင်ဖွဲ့ထင်းချိုးတဲ့နေမြမှုမြန်မာကမနေနိုင်ဘူးလို့ပြောရင်ကျွန်တော်တို့ကိုယ့်ဘာသာကိုနှိမ်နှင်းခွင့်တောင်းရမယ်တဲ့ဒါတနည်းအားဖြင့်ဗျာလက်ရှိဒီ မြန်မာနိုင်ငံအစိုးရကဒီနေရာမှာနှိမ်နှင်းလို့မရဘူးဆိုရင်တို့မြန်မာအစိုးရထံကိုခွင့်ပြုချက်တောင်းမယ်ခွင့်ပြုချက်တောင်းပြီးတော့တို့နှိမ်နှင်းမယ်တို့မနှိမ်နှင်းနိုင်ရင်ကျွန်တော်တို့ကျွန်တော်တို့စီမှာနှိမ်နှင်းနိုင်တဲ့နေရာတွေရှိတယ်နိုင်ငံတကာကလက်ခံနိုင်တဲ့နေရာတွေရှိတယ်ကျွန်တော်ထင်တယ်မကြာခင်ဒီတလားနှစ်လအတွင်းမှာနိုင်ငံသားရေးဝန်ကြီးကမြန်မာကိုသွားလိုက်မယ်ဆိုလိုတာကဗျာဒီမူကြီးဆိုတာနှိမ်နှင်းဖို့ထိုင်းနိုင်ငံရဲ့နိုင်ငံသားရေးဝန်ကြီးကမြန်မာကိုသွားလိုက်မယ်တဲ့အဲ့ဒီမှာ ဝါအနေနဲ့မွေးဆိုတာထုတ်လို့ဒါရတတ်မှုထဲပြွားလိမ့်မယ်။ဝါဟာမွေးဆိုတာကိုဆက်ပြီးထုတ်လို့နေမယ်ဆိုရင်ထိုင်းရဲ့ရန်သူပဲ။ရန်သူကိုငဲ့ညာစရာအကြောင်းမရှိဘူး။ပြတ်သားဖို့အချိန်တည်းပြီ။မဲကောင်မြေကနေတဲလာတဲ့မွေးဆိုတာတွေကိုဖမ်းဆီးတာပြဿနာရဲ့အဖျားပိုင်းကိုဖြေရှင်းတာပဲတဲ့။အရင်ပိုင်းကိုဖြေရှင်းရမှာဖြစ်တယ်တဲ့။အဲ့တော့ဆိုတာဟောဗျာလက်ရှိကျွန်တော်တို့ဒီမဲကောင်ဒီဒီဝါအဖွဲ့တွေကမဲကောင်မြေကိုဖြတ်ပြီးတော့ကျွန်တော်ဒီဘက်ကို ထိုင်းဘက်ချမ်းနေထိုင်းဘက်ချမ်းနေလာအောင်ပဲချမ်းကိုသူတို့ဖြန့်နေတယ်အဲ့ဒါကကျွန်တော်တို့မူကြီးစေဘာနှိမ်နေမှာဖြစ်မဟုတ်ဘူးတဲ့အဖြေကကျွန်တော်တို့လက်ရှိထုတ်လုပ်တဲ့နေရာကိုဖြည့်ရှင်းနိုင်မှနှိမ်နေမှနှိမ်နေနိုင်မှဒါလည်းအဖြေပဲတဲ့ဒါကြောင့်သူတို့နှိမ်နေမယ်ပေါ့ဗျာနှိမ်နေမယ်နှိမ်နေမယ်လို့ပြောသွားတယ်ကျွန်တော်လည်းအသက်ကြီးပြီတဲ့အခြားဘာမှလုပ်ရမရှိဘူးတဲ့မူကြီးစေဘာနှိမ်နေရမှာပေါဝင်ပေးဖို့တဲ့ဝင်ကြီးကိုလည်းသူတို့ခွန်တော့မယ်တဲ့အဲ့တော့ရှင်းတယ်အချင်းလေးအဲ့လိုဖြစ်လာပြီထိုင်းနဲ့ထိုင်းနဲ့ကျွန်တော်တို့ USA နဲ့တော့ကျွန်တော်ပို့တိုက်မှုကြီးကြီးမားမားတွေဖြစ်လာပြီ ြီးကြီးမားမားဖြစ်လာပြီအဲ့တော့ဒီတဆင်ရဲ့တမိုင်းပါပေါ့တဆင်ရဲ့တမိုင်းမှာရခိုင်ကလည်းဒီမူကြီးဆိုတာနှိမ်နေတဲ့အခါမှာသူ့ရဲ့ဒီတမိုင်းကောင်းနေရှိတယ်အဲ့ဒါကတော့2003ခုတည်းကဒီဒီမူကြီးဆိုတာတိုက်ဖြတ်ရေးကြွညာခဲ့မှုတယ်အဲ့ဒီကာလမှာလည်းတော်တော်လေးထိရောက်တယ်တော်တော်လေးထိရောက်တယ်အဲ့ဒီမှာကျွန်တော်တို့ဒီမူကြီးဆိုတာနဲ့ပတ်သက်တဲ့ဂိုင်းတို့ဖြုတ်ခွင်းတဲ့အခါမှာဒီဂိုင်းထဲမှာမူကြီးဆိုတာဂိုင်းထဲမှာပေါဝင်တဲ့အဖွဲ့ဝင်2800ကိုတပ်ဖြတ်နိုင်ငံကြောင်းဒီနိုင်ငံတကာသတင်းတွေမှာတော့ဒီဖော်ပြထားတာတွေ့ရတယ် အဲ့တော့ဒီတက်စင်ကတော့ဒီမွေးဆိုရနဲ့ပတ်သက်ရင်ဒါတော်တော်လေးကျွန်တော်တို့ဒါထိထိရောက်ဆောင်နိုင်ခဲ့တဲ့ပုံကိုဖြစ်တဲ့လက်ရှိ2025ခုနှစ်မေလ28ရက်နေ့မှာလဲမွေးစစ်ပွဲအသစ်ကိုသူတကထပ်ပြီးကြွညာလိုက်တယ်ထပ်ပြီးကြွညာလိုက်ရောထပ်ပြီးကြွညာလိုက်တဲ့အခါကျတော့ကျွန်တော်တို့ဒါ USC ကတော့တော်တော်လေးကိုကျွန်တော်တို့ဒါမျက်ခုံးလှုပ်လာနေတာပေါ့အဲ့တော့လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့အင်အားကြီးဖို့ဆိုတာကကျွန်တော်အဲ့ဒီတိုင်အဲ့ဒီမှာရှိတဲ့ နိုင်ငံတွေရဲ့ပအဝင်ပတ်သက်မှုများစွာကြီးတယ်။ရခိုင်ကကျွန်တော်တို့ဒီ KNU အဖွဲ့ဆိုရင်လည်းပဲဒီထိုင်းစိုးရကနေပြီးတော့ကျွန်တော်တို့ဒါတိုက်ရိုက်ထောက်ပံ့ပြီးတော့ရည်တည်ခွင့်ပေးခဲ့တာ။ပြီးရင်ကျွန်တော်တို့ကျွန်တော်တို့ဒီ RCS ဆိုရင်လည်းပဲဒီထိုင်းကနေပြီးတော့ထောက်ပံ့ပေးခဲ့တာ။လက်ရှိဒီ USA ဆိုရင်လည်းတရုတ်တရုတ်ရဲ့ကြောတော်နောက်ခံပေါ့ခင်ဗျာကြည့်လိုက်ပါ။ USA တုံးတဲ့လက်နက်တွေအားလုံးကတရုတ်နိုင်ငံရဲ့အထောက်ပံ့နဲ့ရည်တည်တာ။ USA ကတရုတ်နိုင်ငံရဲ့အထောက်ပံ့နဲ့စစ်အင်အားစစ်ပောင်ချဲ့တယ်စစ်အင်အားချဲ့တယ်နေမြေချဲ့တယ် ပြန်စားသားတွေရောင်းတယ်ရောင်းပြီးတော့အဲ့ဒီဒီတရုတ်ထံကလက်နက်တွေဝယ်တယ် YouTube အဖွဲ့ကျွန်တော်တို့ရှင်းတမ်းရခြင်းအကြောင်းရင်းကတရုတ်ကနောက်ကနေခင်ဗျာခိုင်ခိုင်မာမာရှိနေလို့လက်ရှိဖြစ်ပေါ်ခဲ့ပြီးတော့တစ်ဆယ်နှစ်ဆက်ကွန်ကာလာတွေတစ်ဆယ်နှစ်ဆက်ကွန်အပိုင်းတွေအပိုင်းနှစ်ပေါ်ဗျာထားပါဆိုအဲ့ဒီအရာတွေအားလုံးကလည်းတရုတ်ရဲ့ပါဝင်စွပ်ပတ်မှုကြီးကြီးမားမားနဲ့တို့တို့ဖြစ်လာတာ ဒီလိုဖြစ်လာတာတရုတ်ရဲ့ပါဝင်မှုမကြီးမားရင်မရှိခဲ့ရင်လက်ရှိမြန်မာနိုင်ငံရဲ့မြောက်ပိုင်းအခြေအနေတွေလက်ရှိကျွန်တော်တို့စကိုင်းတိုင်းအခြေအနေဒီလောက်ထိဖြစ်လာကြအကြောင်းမရှိဘူးအဲ့တော့ဒီလိုဖြစ်လာရတဲ့အကြောင်းရင်းကလည်းတရုတ်ကလည်းဒီကြားပြန့်ဆိုတဲ့အခြေအနေတွေနဲ့ဝင်ရောက်လာတာပေါ့အဲ့တော့အခြေအနေတွေကများစွာရှိရဲ့အဲ့တော့လက်ရှိဒီတရုတ်ပြန်ချောမယ်ဆိုတော့ဒီသဆင်ကတော့ကျွန်တော်တို့မိုးရီစေဝါတိုက်ဖြတ်ရေးစစ်ပွဲကိုဒုတိယအကြိမ်စပြီးသူကျွေးကြော်လိုက်ပေါ့ပထမအကြိမ်ကသူ2003ခုနှစ်မှာကျွေးကြော်တယ်အဲ့ဒီနှစ်ကလည်းထီထီမီမီနှိမ်နေနိုင်ခဲ့တယ်လက်ရှိ2025ခုနှစ်မေလ29ရက်နေ့မှာလည်းသူထပ်ပြီးကျွေးကြော်ခဲ့တယ်ကျွေးကြော် တဲ့ပြစ်မှတ်က USA ကိုသူကြွေးကြော်တယ် USA အကြောင်းဒီထိုင်းနိုင်ငံသူနိုင်ငံသားတွေတော်တော်ကြီးထိခိုက်တယ်နောက်ပြီးတော့ဒီ USA နဲ့ပတ်သက်ရင်ဒီအဖွဲ့က USA အဖွဲ့ကထိုင်းနိုင်ငံရဲ့ဒါအကျိုးစီးပွားကိုအမျိုးသားအကျိုးစီးပွားကိုကျွန်တော်တို့ကြီးကြီးမားမားထိခိုက်တယ်လို့ထိုင်းနိုင်ငံအစိုးရကလည်းလက်ခံထားတယ်ထိုင်းပြည်သူတွေကလက်ခံထားတယ်ဖြစ်ပေါ်ရတဲ့အကြောင်းရင်းတစ်ချက်ကနံပါတ်1တစ်ချက်ကကျွန်တော်တို့ဒီထိုင်းမြန်မာနယ်စပ်တကြောမှာမြေရှားတပ်ထုတွေတူးတယ်ရွှေတွေတူးတယ်အဲဒီကနေကျွန်တော်တို့ရိုးစိတ်ပြီးထွက်လာတဲ့ ရေတွေကထိုင်းနိုင်ငံထိုင်းနိုင်ငံတကြောကိုကျွန်တော်စီစဉ်တယ်စီစဉ်တဲ့ကကြောထိုင်းနိုင်ငံနိုင်ငံသားတွေပေါ်မှာတာယောက်မှုကြီးမာတယ်နောက်တဲ့ဒုတိယဒုတိယအချက်ကတော့ကျွန်တော်တို့မိုးရေစေဝါဖြန့်ဖြူးတဲ့ UFC ကိုတို့နှိမ်နေမယ်အဲ့တော့ဒီ UFC ကတို့ရဲ့ဒီငွေကြေးရရှိဖို့အတွက်ဝါတောင်ပိုင်းပေါ့ဗျာဝါတောင်ပိုင်းထိုင်းမြန်မာနယ်စပ်မှာတို့အခြေကုပ်ယူတယ်အဲ့ဒီကနေကုံကြောထုတ်တယ်ကုံကြောထုတ်ပြီးထိုင်းဘက်ကိုဖြတ်တယ်လာလာဘက်ကိုဖြတ်တယ်